ရုရှားအနေနဲ့မိမိတို့ရဲ့ရေရှည်လုံခြုံရေးကိုအာမခံတဲ့ငြိမ်းချမ်းရေးသဘောတူညီမှုမျိုးကိုပဲယူကရိန်းနဲ့သဘောတူသွားမှာဖြစ်ပြီးမိမိတို့လက်ရှိထိန်းသိမ်းထားတဲ့နယ်မြေတွေကပြန်လည်ဆုတ်ခွာပေးမှာမဟုတ်ကြောင်းတမရဗလာဒီမာပူတင်ကမတ်လ6ရက်နေ့ကပြောကြားလိုက်ပါတယ်။ ူတင်ကပြင်သစ်သမ္မတမက်ခရွန်ကိုတွယ်ဝိုက်ထိုးနှက်မှုအဖြစ်အနောက်တိုင်းခေါင်းဆောင်တွေအနေနဲ့ရုရှားပြည်သူတွေကိုရှော့မတွက်ပဲ1812ခုနှစ်မှာရုရှားကိုကျူးကျော်ပြီးဗျံမတာဖြစ်သွားတဲ့စစ်ဘီယံနပိုလီယံအဖြစ်ကိုအမှတ်ရသင့်တယ်လို့ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံရဲ့ငြိမ်းချမ်းရေးကိုရေရှည်အာမခံချက်ပေးမဲ့မိမိတို့ရဲ့တင်းတော်တဲ့ငြိမ်းချမ်းရေးသဘောတူညီမှုပုံစံမျိုးကိုရွေးချယ်ရမှာဖြစ်ကြောင်းသမ္မတပူတင်ကယူကရိန်းမှာကြာဆုံးသွားတဲ့စစ်တီတွေရဲ့ဆွေမျိုးတွေနဲ့အမျိုးသမီးတွေကိုပြောကြားခဲ့ပါတယ်။ ရုရှားအနေနဲ့ယူကရိန်းကနေဆုတ်ခွာပေးမှလားဆိုတဲ့ကြာရှုံရုရှားစစ်သားတဦးရဲ့မိခင်ရဲ့မိကုံကိုတမရပူတင်ကမိမိတို့အနေနဲ့အတိလိုလုံဆောင်မှုမယူရထားဘူးလို့ပြန်ဖြေပါတယ်။ရုရှားဟာလက်ရှိမှာယူကရိန်းနဲ့နိမိတ်၅ဘုံတဘုံတနီစတူယန်ကီလိုမီတာ33000ကိုထိန်းချုပ်ထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့သတင်းဘက်ကအင်ဖြူရောမှာယူကရိန်းသမ္မတဇလန်စကီနဲ့အချင်းများခဲ့ပြီးနောက်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကယူကရိန်းစစ်ပွဲဆိုင်ရာအနောက်တိုင်းရဲ့မူဝါဒကိုပြောင်းပြန်လှန်ပစ်ခဲ့တယ်လို့ရုရှားနဲ့တိုက်ရိုက်ဆွေးနွေးပြီးယူကရိန်းကိုစစ်ရေးအကူအညီတွေရပ်ပစ်ခဲ့ပါတယ်သမရပူတင်ကနယ်မြေတွေပြန်ပေးမဲ့အရေးကိုစောစောကတည်းကပယ်ချထားသလိုယူကရိန်းနေတိုအဖွဲ့ဝင်ဖြစ်ွက်ကိုလည်းလက်လွတ်ရမယ်လို့တောင်းဆိုထားပြီးဖြစ်ပါတယ်။ ယူကရိန်းနဲ့ပတ်သက်လို့အမေရိကန်မူဝါဒကိုတိတိတသာပြောင်းလဲလိုက်တာကငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဖြစ်ပေါ်လာစေတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေအားကောင်းလာစေခဲ့တယ်လို့ဥရောပမဟာမိတ်တွေကိုလည်းယူကရိန်းနဲ့သသားတဲ့ဖြစ်သွားစေခဲ့ပါတယ်။